ကဲမင်္ဂလာပါညီကိုတို့ရေကိုဘီ page ကနေပြန်လဲကြိုးစို့လိုက်ပါတယ်ဗျာเนาะအဲ့တော့မနေ့ကတော့ကျွန်တော်တို့ဒါ share share အောင်ပွဲတွေเนาะရှစ်ကြောင်းမှာကျွန်တော်တို့ဒါဒီဒီဒီကြောင်းပဲလစ်ခဲ့တယ်ပေါ့လीเนาะဒီကာရာဘတ်အစောပွဲတွေတပွဲပဲကြာတယ်ဂျန်နေပွဲအားလုံးအောင်ခဲ့ပါတယ်เนาะအဲ့တော့မနေ့ကတော့ကျွန်တော်တို့ဒါ share ဖြစ်ခဲ့မယ်ထင်ပါတယ်ဗျအဲ့တော့ဒီနေ့ကတော့ကျွန်တော်တို့ဒါ Europa League Round 3အဲစမယ်ပေါ့เนาะအဲ့တော့မနေ့မနေ့ကနေတနေ့ကတော့ဒါ Champions League Round 3 ချန်ပီယံလိဒီပြီးဆုံးခဲ့ပြီးတော့ချန်ပီယံလိမှာဒါလက်ရှိ၃ပွဲကစား၃ပွဲနိုင်၉မှတ်ရနေတာတော့ငါးသိန်းရှိတယ်ပေါ့လေเนาะအဲ့တော့ဒီယူရိုပါလိမှာရောဒီနေ့ဒီတစ်ပတ် round 3အပီးမှာဘယ်သူတွေကဒါရမှတ်တွေ၃ပွဲလုံးအဲ9ပွဲတွေနဲ့ပိုင်ဆိုင်ထားအောင်လင်းစောင့်ကြည့်ရမှာဖြစ်ပါတယ်เนาะအဲ့တော့မင်္ဂလာပါညီကိုတို့ရေကိုဘီ page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာเนาะမန်ယူမပါတော့မပျော်တော့ဘူးတဲ့မလို့ bro 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 အခါဟေးเนาะအေးစေးပေါ့ညီကိုရေเนาะစိတ်တက်မကြပါနဲ့ဟလားတစ်ချိန်ချိန်တော့ဖြစ်လာမှာပါเนาะ ကဲဆိုတော့ဒီနေ့ကကျွန်တော်အဲပွဲအရမ်းများတယ်ဗောနော်ဘောင်း16ပွဲလားမသိဘူးเนาะအဲ့တော့16ပွဲကိုကျွန်တော်အဲ၄ပွဲကိုတပုံလုံးနဲ့ကျွန်တော်ဗီဒီယိုလေး live လေးဗောနော်တောက်လျှောက်ကျွန်တော်လွှင့်မယ်ကျွန်တော်အကုန်ပြောပေးမယ်ဒီနေ့เนาะအဲဒါမဲ့ဒီနေ့ကျွန်တော်အဓိက၈ချောင်းရွေးထားတယ် နှစ်စာပွဲ၄ပွဲတကြောင်တော့ပွဲရွေးတာတယ်။၄သန်းမောင်း၂မောင်းမောင်း၁နဲ့မောင်း၂တုံးသန်းတိုင်းလေးရွေးတာတယ်။ဒါ့ပေမဲ့ကျွန်တော်ပွဲအားလုံးကိုနော်အဲတချို့ညီကိုတွေကအဲလို၁၈သိန်းတွေပဲတွဲတာရှိရယ်ပေါ့နော်။အဲ့တော့ဒီညီကိုတွေလက်ဆော့လို့ရအောင်တော့ကျွန်တော်နည်းနည်းလေးပေါ့နော်သုံးသက်ချက်အနေနဲ့တော့ကျွန်တော်ပွဲအားလုံးကိုခြုံပြီးတော့တော့ကျွန်တော်အဲ၄၄အဲ၄ပွဲကိုတပုံနှုံးနဲ့ဒီနေ့ဗီဒီယိုလေး၄ခုတော့ကျွန်တော်ဒီနေ့ လိုက်လေးလုံမှာဖြစ်ပါတယ်เนาะအဲ့တော့အသေးလေးလက်မလေးတယ်တယောက်တစ်ချက်လောက်ကုန်ပြီးတော့ဒါနှိပ်ပေးကြပါဦးညီကိုရေเนาะအဲ့တော့ကျွန်တော်ဟိုအရင်ကြီးတော့ပွဲရောဒီဒီတော့မပြောတော့ကျွန်တော်လိုရင်းတူရှင်းမယ်ကျွန်တော်ပွဲရွေးချယ်မှုလေးတွေပြောပြမှာဖြစ်ပါတယ်เนาะအဲ့တော့မင်္ဂလာပါညီကိုရေအသေးလေးเนาะလက်မလေးလောက်ကြပါအောင်เนาะတယောက်တစ်ချက်လောက်ကျေးဇူးများကြီးတင်ပါတယ်ဗျ ဘရာသာရွှေကြီးမင်္ဂလာချစ်သက်ကိုမင်္ဂလာပါဟိန်ထွန်မင်းခိုင်မင်္ဂလာပါဗျအဲဦးအကာဟိန်မင်္ဂလာပါဦးစိုးမြင့်မင်္ဂလာပါကျော်တူလှမင်္ဂလာပါမောင်ပစင်းမင်္ဂလာပါကိုအောင်ကိုမြင့်မင်္ဂလာပါပြည်ဖြိုးမင်္ဂလာပါညီကိုရေမင်းမင်းမင်းမင်္ဂလာပါမောင်မောင်မင်္ဂလာပါနှွေးနှွေးမင်္ဂလာပါ Bright Star မင်္ဂလာပါစိုးမင်းမင်္ဂလာပါအဲချမ်းမြင့်မင်္ဂလာပါဗျရဲကို2019မင်္ဂလာပါဦးဖုံးမင်္ဂလာပါဗျဘရာသာယူအသား Promise မင်္ဂလာပါဗျအဲကိုအောင်မင်္ဂလာပါဟိန်စော်ထက်မင်္ဂလာပါဗျအဲဘယ်ဘယ်ပါလဲစိုးလာမင်းမင်္ဂလာပါဗျ Real တသိန်းနဲ့မောင်ချိုးသွားတယ်ဗျာ Real ကတလုံးတည်ရေဆိုတော့အေးပေါ့ မောင်းတော့မကြိုးပါဘူးညီကမနောက်နယ်လေရီးရဲကတလုံးသေးရမကြိုးပါဘူးဗျနော်ဟိုဟိုတပွဲရော့နေတော့ဇားတော့ရော့သွားမှာပေါ့လीနော်ဒါသာဆိုးလာမင်းမင်္ဂလာပါအောင်တန်းဝဲမင်္ဂလာပါချို့တွန်းမင်္ဂလာပါအဲဘာကြီးလဲကွန်ကမ်တန်လာမင်္ဂလာပါညီကိုရေဘရဒါအေမင်းထောမင်္ဂလာပါဗျချစ်ကိုမင်္ဂလာပါချမ်းလေးမင်္ဂလာပါဗျအားပေးနေပါတယ်ကျေးဇူးများကြီးတင်ပါတယ်ဘရဒါချမ်းလေးရေဘရဒါဆမ်မင်းမင်္ဂလာပါဆမ်မင်းမင်္ဂလာပါဟေးမင်းဆိုးမင်္ဂလာပါချစ်ကိုမင်္ဂလာပါဇော်ကိုဝဲမင်္ဂလာပါအောင်မြတ်မြတ်မင်္ဂလာပါတတ်တာမင်္ဂလာပါတန်းတူအဲတန်းတူအောင်ဟော တန်းတိုးအောင်မယ်1 2 3မင်္ဂလာပါဗျ Facebook မှာတဲ့အဲဗာလဲ live မလွှင့်ပါနဲ့ bro တဲ့ VPN အဆင်မပြေဘူးလို့ပါ okay ပါညီကိုကြီးကျွန်တော်အားကြောင့်ဒီနေ့ YouTube ပဲလွှင့်ပေးလိုက်တာပါ။မနေ့ကတော့ကျွန်တော် comment တွေတွေ့ပါတယ်နော်။ Facebook မှာကြည့်ရအဆင်မပြေတဲ့ညီကိုတွေနည်းလေးများနေတဲ့အတွက်ကျွန်တော်ဒီနေ့ YouTube လေးပဲနော်တက်လာတာဖြစ်ပါတယ်။ Brother Muya စပါမင်္ဂလာပါဗျ။ Set မင်္ဂလာပါ။ Not too မင်္ဂလာပါ။အဲဘိုးဘိုးမင်္ဂလာပါ။အောင်အောင်သူလွင်မင်္ဂလာပါဗျ။အဲညနာမင်္ဂလာပါ။ချစ်ကိုမင်္ဂလာပါ။မျိုးတိုက်မင်္ဂလာပါ။ Ace ပေါက်ပေါက်မင်္ဂလာပါ။စီယာဖြိုးမင်္ဂလာပါ။သူရအောင်မင်္ဂလာပါ။ဇင်ဖြိုးဦးမင်္ဂလာပါ။ရန်ဆိုးအောင်မင်္ဂလာပါ။ဇော်ကိုဝင်းမင်္ဂလာပါညီကိုတွေ။ဆိုတော့ကျွန်တော်တို့စလိုက်မယ်ပေါ့နော်။အဲ့တော့ဒီနေ့ကတော့ ျွန်တော်ပွဲအားလုံးသုံးသချက်အနေနဲ့တော့ပြောပေးမယ်အဓိကနှစ်ဆ၄ပွဲပြောမယ်အဲ့တော့အဲဒီနေ့ပွဲ၁၈ပွဲရှိတဲ့အတွက်ကျွန်တော်၄ပွဲကိုတပုံလုံးနဲ့เนาะ live လေး၄ပုတ် ီနေ့ဒါဇက်တိုက်ကျွန်တော်တပုတ်ပြီးတပုတ်လွှင့်သွားမှာဖြစ်ပါတယ်ဒီ YouTube မှာပါပဲเนาะအဲ့တော့ကိုကြိုက်တဲ့ကျွန်တော်ခေါင်းစဉ်လေးတွေတော့ကိုစီပေးထားပါတယ်ကိုစိတ်ဝင်စားတဲ့ပွဲလေးရှိရင်เนาะအခွဲခွဲပြီးဝင်ကြည့်လို့ရအောင်ပါမဟုတ်လို့ရှိရင်တော့ပွဲအရင်များပြီးတော့เนาะအရင်16ပွဲလုံးကြီး live တစ်ခုထဲမှာတနာရီလောက်ဖြစ်သွားလိမ့်မယ်เนาะအဲ့တော့ကြည့်ရလဲအဆင်မပြေမှာဆိုလို့ကျွန်တော် live လေးခွဲပြီးလွှင့်ပေးတာဖြစ်ပါတယ်အဓိကတော့ဒီနေ့ကျွန်တော်တို့၈ချောင်း၄သိန်းပေါင်း၂မောင်းလေးရเนาะ၄သိန်းပေါင်း1 2တွေရ၈ချောင်းအဓိကထားပြီးရွေးပေးမှာဖြစ်ပါတယ်ကဲဆိုတော့ကျွန်တော်တို့ဒါပထမ live လေးစလိုက်ရအောင်ညီကိုရေเนาะအဲ့တော့အသေးလေးလမလေးလေးတယောက်တစ်လောက် ကိုညီပြီးတော့နှိပ်ပေးကြပါအောင်ညီတို့ကြီးသူများကြီးတင်ပါရဗျကျွန်တော်တို့ဒါ FN ဘွဲရံနေကျွန်တော်စမယ်ပေါ့နော်အဲ့တော့ဒါ one is ဘက်မှာစောချင်တဲ့ညီကိုတွေအနေနဲ့ကလည်း Gobi ရဲ့ promo code ဖြစ်တဲ့ GB777 အောင်အသုံးပြုပါရောလေ100% bonus တွေရယူနေပါတယ်အသေးသေးသိရှိလို့ပါက one is ဘက်မှာ Facebook page နဲ့သူတွေ application တို့မှာ website လင် customer service call တွေနေပြီးတော့လေ24နိုင်တည်လို့ရတယ်မေးမြန်းလို့ရပါတယ်ဆိုတော့ let's go ပါဆိုတော့ဒါ Fianu နဲ့ Panathinaikos ကိုစပွဲကနေကျွန်တော် စပြီးတော့ပြောပြီးမှာဖြစ်ပါတယ်နော်အဲ့တော့လက်ရှိ Fianu နဲ့ဒီ Panathinaikos မှာ Panathinaikos အသင်း ကအဝေးဝင်းဖြစ်ပြီးတော့ Fiano အင်ကောမှာတလုံး30ရှုံးနဲ့ပေးထားတယ်၃လုံး20ပေါင်းနဲ့ကျွန်တော်ကာထားတာဖြစ်ပါတယ်အဲ့တော့လက်ရှိ Fiano အသင်းဟာသူ့ရဲ့ Netherlands League မှာအဆင့်1တော့လက်ရှိရှုံးပွဲလုံးဝမရှိထားသေးဘူးเนาะ Van Persie ရဲ့ Fiano ဟာဒီအချိန်ဆိုအကောင်းဆုံးပုံစံမှာရနေတယ်တဖက်က Panathinaikos ကတော့အဆင့်9အထိရောက်နေတယ်เนาะတေးပွဲနဲ့လေးများတယ်ဆိုတော့ Nine Area ဒီမှာ6ပွဲမှာ2ပွဲပဲနိုင်တယ်ခံစစ်လေးတော့မစိုးဘူးခံစစ်အားကိုးကန်တယ်ရှီကိုသွင်းနဲ့ခုနကိုပေးထားရတယ်ဒီနေ့က2019မှာအဲခြေစမ်းပွဲမှာတလုံး50ရှုံး Z3 နဲ့ ရလဖြစ်ထားတယ်ဆိုတော့အခုပေးတဲ့ကြေးကလည်းကြီးမှန်တယ်လို့ပြောရမှာဖြစ်ပါတယ်တလုံး30ရှုံးအရာလက်ရှိအနေထားအရာ ဒီဒီဒီနေ့ပွဲမှာ individual အနေနဲ့အဲဒီ FNU ဘက်ကအ ਨੇ စုံနှလုံးပြတ်နိုင်တဲ့အနေအထားမျိုးပေးထားပြီးတော့လက်ရှိအနေအထားအရတီဘယ်စီယာချက်တင်မှုမှာနှစ်ပွဲကစားနှစ်ပွဲလုံးရှုံးထားတဲ့အတွက်ကြီးပြင်းပြင်းဖွင့်နေခြင်းဖြစ်ပါတယ်သူတွေးခဲ့တဲ့အသင်းတွေကလည်းလက်ရှိဒါဒီ SM Villa အသင်းကို Z2 နဲ့ Champions League မှာရှုံးထားပြီးတော့မှဒီ Braga အင်ကွင်းမှာ1-0နဲ့เนาะနှစ်ပွဲလုံးဂိုးမသွင်းနိုင်ခဲ့ပဲနဲ့ရှုံးခဲ့တာဖြစ်ပါတယ်သို့ပေမဲ့ Netherlands League မှာတော့အဆင်ပြေတယ်ဗောနောနောက်ဆုံးပွဲမှာ7-0နဲ့ဒါဖြုတ်ခဲ့တာဖြစ်ပါတယ်အဲ့တော့အင်ကွင်းရလက်လက်ဒီရာဒီမှာ အဆင်ပြေတယ်မစိုးဆိုတဲ့အနေထားမှာရှိတယ်ဖီနာဘာကီကို2-1နဲ့နိုင်တယ်ပေါ့လေဒါမှမဟုတ်တစ်ဖက်ကပနာတီကိုစဟာလည်းလက်ရှိအနေထားမှာတေးပွဲအနေငယ်များတယ်အဝေးဝန်းညံ့တယ်သူ့အနေနဲ့က go ahead eagle လို့အသင်းကိုတော့1-2နဲ့ရှုံးထားတယ်ဗျရှေ့မှာတော့ရန်ပိုင်းအသင်းကိုရန်ပိုင်းအင်ကောမှာ1-4ဆိုတော့တိုက်စစ်ကတော့နည်းနည်းလေးလန့်စရာရှိတယ်เนาะအဲ့တော့3-20ပေါင်းဆိုတဲ့အနေထား ကြောင့်ဖီယန်တို့နေနဲ့အရင်ကြီးကိုးပြတ်နိုင်ဘွယ်တိတ်မရှိနိုင်တယ်လို့ဘိုဒင်းတို့စကိုဖြစ်သွားမဲ့အနေအထားလေးလည်းတွေ့ရပါတယ်နော်ဘတ်တကိုစကအဝေးဝင်းဆိုပေမဲ့လို့ရမ်းပွိုင်းအင်ကွန်မှာ4-1နဲ့နိုင်ခဲ့တာကြောင့်လက်ရှိအနေအထားရဒီ3-20ပေါင်းဟာနည်းနည်းလေးကိုးရမဲ့အနေအထားလေးဖြစ်နေတဲ့ဘတ်တကိုစကလေးအဲ့တော့လက်ရှိဂျေးအနေနဲ့စဉ်းစားမယ်ဆိုတော့တလုံး30ရှုံးမှာ3-20ပေါင်းဂျေးရဒီဇုံဘော်တွေရပဲတော့စဉ်းစားသင့်တယ်လို့ကျွန်တော်ယူဆတယ်ဒါပေမဲ့ လက်ရှိ FNU ရဲ့အမှတ်လိုအပ်ချက်နဲ့အင်ကွင်းအားတာချက်ကြောင့်တော့ဒီဘွဲက FNU ပဲတလုံးတည်နေနေတော့အဆင်ပြေနိုင်မယ်ထင်ပါတယ်။တိုးပြန်ကျွန်တော်ဒီဘွဲအစောပွဲဖြစ်တဲ့အတွက်တော့ကျွန်တော်ဒီဘွဲလေးတော့မရွေးချယ်ထားဘူးဗောလေ။ဒါပေမဲ့သုံးသက်ချက်အနေနဲ့ပြောမယ်ဆိုရင်တော့ကျွန်တော်ဒီဘွဲလေးက ဇုံပေါ်ရေရပဲစဉ်းစားစီခြင်းနဲ့ FNU ဒီပွဲမှာတည်ရတော့မချလောက်ဘူးလို့ယူဆတာကြောင့်ကျွန်တော် FNU ပဲကြိုက်တယ်ဗျာနေချင်းတော့တလုံးတည်ရနေနေတော့အဆင်ပြေနိုင်ပါတယ်20ကမှလည်းပြောတော့ရင်းရင်းကောင်းရင်းရနိုင်တယ်ဗောနော်အဲဥမာကတ်နိုင်သွား2-1 1-0တို့လိုမျိုးဖြစ်သွားနိုင်တာကြောင့်ကျွန်တော်ဒီပွဲလေးတော့ FNU တလုံးတည်နေနေတော့အဆင်ပြေမယ်ထင်ပါတယ်နော်โอเคပါအဲ့တော့ဒုတိယပွဲကတော့ဒါ SN Villa နဲ့ Go Ahead Eagle ပါ Go Ahead Eagle အိမ်ကွင်းမှာ SN Villa အဝေးဝန်းကနေခြေပြန်ပေးတာတယ်တလုံးကို60ရှုံး၃လုံးကို30ရှုံးပေးထားပါတယ်အဲ့တော့ဒီမှာပြောစရာရှိတာက SN Villa အနေနဲ့ Unai Emery ကဒီ Premier League မှာလည်းရလက်ပြန်ကောင်းလာတယ်ဒီ Euro ဒီ Europa League မှာလည်းလက်ရှိနေတာမှာနှစ်ပွဲကစားနှစ်ပွဲနိုင်ဖြစ်ထားတယ်နော်6မှတ်ရထားတယ်အဲ့တော့ဒီနေ့ပွဲနိုင်ရင်လည်းကြေးရလည်းနိုင်မယ်ကြေးပါပဲနော်ဒလုံး60ရှုံဆိုတော့ဒီနေ့ပွဲမှာနိုင်ရင်လည်း6မှတ်ရမှာဆိုတော့လက်ရှိခံရတဲ့နှစ်ပွဲစလုံးမှာနှစ်ပွဲပေါင်းမှာ3ခုပဲတွင်ထားတာပေးကိုလုံးဝမပေးထားဘူးဆိုတော့သူကန်တဲ့အသင်းတွေက Fiorentina အိမ်ခွေမှာ2-0နဲ့နိုင်ခဲ့တာဖြစ်ပါတယ်နော် level တရာရှုံးကြီးအောင်နေရှေ့မှာလည်း Bologna အသင်းစီက သုံးမှတ်ရထားတယ်1-0နဲ့ဆိုတော့လက်ရှိကံခဲ့တဲ့ပွဲတွေမှာ clean sheet ခံစစ်အသားပေးပြီးဆော့တာတွေ့ရတာဖြစ်တဲ့အတွက် go ahead eagle လိုမျိုးအိမ်ဝဲဖွင့်ဆော့တဲ့အသင်းနဲ့တွေ့ရင်ဘယ်လိုလာမလဲတော့နည်းနည်းလေးစိတ်ဝင်စားတယ်ဗျ go ahead eagle က Ferran Garrosi ဟို FC Bucharest ကိုနော် Bucharest အသင်းကို0-1နဲ့ရှုံးခဲ့တာဖြစ်ပါတယ်ပြီးရင်နောက်ရှေ့ပွဲမှာ အဲဘယ်ပွဲလဲဆိုတော့ Panathinaikos အသင်းကို1-2နဲ့နိုင်ခဲ့တာဆိုတော့ Go Ahead Eagles ကလည်းလက်ရှိနေတဲ့လမ်းမှာအရင်ကြီးခြေစွမ်းမှမှန်နေဘူးဆိုတော့ညံ့လာတော့ဒေကြတယ်ဒါပေမဲ့တိုက်စစ်ကတော့အလုပ်ဖြစ်တယ်ပေါ့နော် Bodinus ကိုနောက်ဆုံး၅ပွဲဆိုဖြစ်ထားတယ်ဆိုတော့လက်ရှိအနေထားအရကဒီ SM Villa အနေနဲ့တလုံး60ရုံးကတော့နည်းနည်းလေးတော့ကြည်ပြင်းနေပြန်သေးလားဦးနိုင်အမရိနေနည်းနည်းခံစစ်အသားပေးကန်လိုက်ရင်အဲဥမာ Z2 လိုမျိုးဟာနဲ့အဲ Go out သွားနိုင်တာကြောင့်နည်းနည်းတော့လှမ်းတယ်ဒါပေမဲ့ တော်လုံး30ရှုံးဆိုရဲဂိုးပေါင်းကြီးဟာမှန်တယ်ပြောတော့ဂိုးပေါင်းကြီးတော်တော်လေးပြင်းနေတယ်ဗျာဒီလားအောက်ထစ်တေချာတာတော့ဒီ SN Villa ဘက်ကနှလုံးရဖို့ရှိနေပါတယ်ဒါပေမဲ့ဂိုးပေါင်းကြီးတော်လုံး30ရှုံးဖြစ်တာကြောင့် GoHead EK ဟာ ဂိုးရနိုင်တဲ့အနေအထားမျိုးကြီးလည်းဖြစ်နေပြန်တယ်အဲ့တော့ SN Villa မှာကအဓိကကစားသမားတော်တော်များများပြန်ပါပြီပေါ့နော်မာလန်တို့မာကင်တို့ရာဂျာတို့အကုန်လူဆုံတက်ဆုံပြန်ပါပြီဆိုတော့အနေအထားမျိုးမှာကျွန်တော်အထင်တော့ဒီပွဲက၃လုံး30ရှုံးဆိုတဲ့ကြီးကြောင့် SN Villa ရလက်ကောင်းရသွားနိုင်တယ်လို့ယူဆတယ်ဒါပေမဲ့60ရှုံးကတော့ကျွန်တော်တို့မနေရဘူးပေါ့လीနော်အဲ့တော့နေမယ်ဆိုရင်တော့ဒီပွဲကကျွန်တော်ဒီဂိုးအပေါ်ပဲကျွန်တော်ပူကြိုက်တယ်ပေါ့နော်အကယ်၍ Go Ahead EK လက်ရှိဂျေးအရဒီ တစ်လုံးရသွားမယ်ဆိုရင်တော့ကျွန်တော်1 2ကစကြည့်ရနိုင်တဲ့အနေအထားလေးရှိမယ်လို့ယူဆတယ်ဒါကြောင့်ဒီပွဲလေးတော့ကျွန်တော်5ဘောပဲကြိုက်တယ်30လောက်တော့ရှင်းရမယ်ပေါ့လေနော်အဲ့တော့ SF Villa 5ဘောလေးပါပါလေးကြိုက်ပါတယ်အဲ့တော့နောက်တစ်ပွဲကတော့ဘောလုံးညာပွဲပါဒါကတော့ဒီနေ့ရဲ့ နှစားပွဲလေးဖြစ်ပါတယ်เนาะအဲ့တော့ FC Bucharest အင်္ဂွန်မှာဘောလုံးညာဝေးဝန်းကနေတလုံး30ပေါင်ဖွင့်ထားတယ်နှလုံးကို90ရှုံးဆိုတဲ့ကိုပေါင်းကြီးနဲ့ပြန်ကားထားတာဖြစ်ပါတယ် Bucharest ရဲ့လက်ရှိကံခဲ့တဲ့ Europa League မှာရန်ပွားရင်အသင်းကို0-2နဲ့ရှုံးထားတယ် Go Ahead Eagle ကို0-1နဲ့နိုင်ထားတယ်ဆိုတော့ခန်းစစ်သူလည်းနောက်ဆုံး၅ပွဲမှာ၄ပွဲအောက်ထားတယ်เนาะ9အောက်ဖြစ်ထားတယ်ဆိုတော့သူ့လီမှာတော့အဆင်မပြေဘူးလက်ရှိအနေအထားရ Bucharest အနေနဲ့ကအဲရလကအရန်ကြီးမကောင်းပေမဲ့လို့သူတို့လီဒီ Romania League ပေါ့เนาะလက်ရှိမှာအဆင်၁၂အထိရောက်နေတာဖြစ်ပါတယ်6ပွဲရှုံးထားတယ်၄ပွဲသေနေတဲ့၃ပွဲ ဲပဲနိုင်သေးတယ်ဆိုတော့ဒီလိုမျိုးအသင်းဟာလည်းရှိယူရိုပါလိရောက်လာတာဟာဒါဒီထက်တော့အရန်ကြီးမတက်နိုင်လောက်တော့ဘူးလို့တော့ယူဆတယ်ဗောလေဒါပေမဲ့လို့လက်ရှိအိမ်ခွဲမှာ၄ကိုပဲတွင်းနဲ့၆ကိုပဲပေးထားပုံရခန်းစစ်အားပြုပြီးတော့ကန်တဲ့အသင်းဖြစ်ပါတယ်အဲ့တော့လက်ရှိယူရိုပါလိမှာတစ်ဖက်ကဒီဒီဘောလုံးညာအသင်းတွေကဘူဂိုရစီလောက်တောင်မှ အမှတ်မရသေးဘူးเนาะဘကရိုဆီယာမှဒါအသုံးမှတ်ရထားပြီးသားဆိုတော့တပတ်ကအသင်းကလက်ရှိအနေထားရဘောလုံးညာအသင်းကခြေစွမ်းလေးတော့ပြန်ငြိမ်လာတဲ့အနေထားမှာရှိတယ်ကက်ဒီယာရီနိုင်နဲ့ပီဇာအိုနိုင်နဲ့ဖရိုက်ဘတ်ကိုတေးကန်ထားပြီးတော့ဒီရှေ့မှာ SN Villa ကိုရှုံးထားတာဆိုတော့ SN Villa လက်ရှိကာရဖောင်ရန်ကောင်းနေတာကြောင့်ရှုံးခြင်းဖြစ်တယ်အဲ့တော့ဒီလိုမျိုးအနေထားမှာတမတ်ပဲရသေးတယ်ဘောလုံးညာအနေနဲ့ကတလုံး30ဘောင်းမှာနှလုံး100ရှုံးဖြစ်တဲ့အတွက်ကျွန်တော်ဘီဘောကြီးရောက်ပဲထပ်ပြီးဝင်မယ်အနေထားလို့ယူဆပါတယ်လက်ရှိဘောလုံးညာအဝေးခွင့်ရလဲကန်ဆယ်ပိုင်းရန်ကောင်းပါတယ်သူနဲ့တွေ့ရတဲ့အသင်းတွေကြောင်းသာရ ရလက်ဆိုးတွေပိုင်ဆိုင်ထားတာပါ။ Roma, AC Milan, Aston Villa ကိုရှုံးတာဟာလက်ခံပေးလို့ရပါတယ်။အဲ့တော့ဒီရသည့်အဝေးဝင်းက Gagliari တပွဲတည်းတော့နိုင်ထားသေးတယ်။ Lazio တူးတူးဖြစ်တဲ့အတွက်လက်ရှိသလုံး30ပေါင်းမှာနှလုံး100ရှုံးဆိုတဲ့ဂျေးရကျွန်တော်တို့ဘိုလိုညာဒီနေ့နှစပွဲအနေနဲ့ဒီ၄ပွဲတည်းရတပွဲမှာဘောလုံးညာဘော်ဒီ2 star လေးရွေးချယ်ထားခြင်းဖြစ်ပါတယ်เนาะအဲ့တော့ဘောလုံးညာဘော်ဒီပါအားလုံးပဲဂုဏ်လက်ပါအဲ့တော့နောက်ဆုံးပွဲကတော့ဒီဗီရဲ့နောက်ဆုံးပွဲကတော့ Racing Chain နဲ့ Real Betting ပွဲပါဒါကတော့ကျွန်တော်လေးသင်းပေါင်းထဲမှာထည့်ထားပါတယ်เนาะအဲ့တော့ဒီမှာက Real Betting ကအဝေးဝန်းအနေနဲ့လည်းပဲ50ရှုံးပေးတာလေ၃လုံးကို10ပေါင်းနဲ့ပြန်ကာထားခြင်းဖြစ်ပါတယ်အဲ့တော့လက်ရှိ အဓိကတော့ rear battery ပေါ့လေ rear battery ဟာဘယ်အသင်းလာလာဖွင့်ဆော့တယ်အဝေးခွင်းဆော့ရင်ပို့ပွင့်တယ်နောက်ဆုံးဘက်မှာ Valeria အသင်းကို2-2နဲ့ကန်တယ်ရှေ့မှာ Espanyol အသင်းကို1-2 Lugo တို့ရဲ့ပွဲမှာတော့သူတို့0-2နဲ့တော့ clean sheet ရခဲ့တယ်ပေါ့လေအဲ့တော့ဒီရှေ့မှာရှေ့ရပွဲ Northern Forest နဲ့ပွဲမှာတော့ဒီ rear battery အင်္ဂွန်မှာ2-2ဆိုတဲ့ရလနဲ့ဂိုးပေါ်ခဲ့တာတွေ့ရတယ်ဆိုတော့အများစုက over 2.5နဲ့ ဘိုးလင်းလို့စကိုရလက်လေးတွေ့ရတယ်ဒါ real bet အချမ်းပါအဲ့တော့ဒီ racing jump back ကိုပြောပြန်ကြည့်ရမယ်ဆိုရင်တော့သူတို့ကန်ထားတဲ့ပွဲထဲမှာ franca rossi အသင်းကို z1 နဲ့เนาะအိမ်ဝင်းကြီးမှာရှုံးထားတယ်ဒါပေမဲ့ ranger အိမ်ဝင်းမှာ z1 နဲ့နိုင်တဲ့အချက်ကြောင့်နည်းနည်းလေးခြေစွမ်းကမမှန်တဲ့ဘက်သွားတယ်မဟုတ်တော့ belgian league မှာလည်းလည်းရှိအဲ racing jump ရဲ့ ranking ကတိတ်တော့မကောင်းထင်တယ်เนาะဟုတ်တယ် အဆင့်ရှင်းထိရောက်နေတယ်ဗျာနော်ရာမန်16မှန်းနေအဲ့တော့အဆင့်1က Union Saint Gilloise 26ဆိုရဲရာမန်2ကတော်တော်လေးဟာနေတယ်နော်စတတမလောက်ကွာနေတဲ့အနေအထားမျိုးဖြစ်တာကြောင့်လက်ရှိချန်ပီယံဖြစ်မဲ့အသင်းတသင်းရဲ့ပုံစံတော့မဟုတ်ဘူးပေါ့လေဒါကြောင့်လည်း level 50အဝေးဝန်းကနေလေ Real Betis ကပြန်ပေးထားခြင်းဖြစ်ပါတယ်ဆိုတော့လက်ရှိ level 50ရှုံးကူမှာ3လုံး30ပေါင်းဖြစ်တဲ့အတွက်နှစ်သင်းစလုံး Bolinus ကိုဖြစ်နိုင်တဲ့အနေအထားပိုပြီးများမယ်လို့ကျွန်တော်ယူဆတာကြောင့်ကျွန်တော်ဒီပွဲလေးတော့၄သင်းမောင်းနေမှာကျွန်တော်တပွဲအနေနဲ့ Raising Jan ရဲ့ birthday ရဲ့ goal ball လေးထည့်ထားပါတယ်နော်1 2 2 2ကလည်းစမယ်ထင်ပါတယ်အဲ့တော့ဒီ ball လေးတော့ကျွန်တော် we ရဲ့ birthday goal ball လေးရွေးချယ်ထားခြင်းဖြစ်ပါတယ် okay ပါဒါကတော့ဒီနေ့ရဲ့ဒါလက်ရှိရွေးချယ်ထားတဲ့ဒါကျွန်တော်တို့ပွဲ၄ပွဲတည်းကကျွန်တော် တပွဲလေးဒီထဲမှာပြောပြထားတာဖြစ်ပါတယ်အဲ့ဒါကတော့ပြန်ပြောမယ်ဆိုတော့ Bologna ဘော်ဒီ2 star ပွဲတပွဲဖြစ်ပါတယ်ပြီးတော့လေးသင်းမောင်းတွေကတပွဲဖြစ်တဲ့ Racing Chan နဲ့ဘတ်တဲ့6ဘော်လေးကိုကျွန်တော်ဒီဘက်မှာထည့်ထားပါတယ်ရှင်းနှစ်ပွဲကကျွန်တော်မကြိုက်ဘူးကြိုက်ရင်ဆော့မကြိုက်ရင်တော့ရှောင်ပေါ့နော်ဆိုတော့ဒါကတော့ဒါဗီဒီယိုတပုတ်ဖြစ်ပါတယ်အားလုံးပေါင်း18ပွဲဒီနေ့ရှိပါတယ်ကျွန်တော်၄ဘုတ်၄အဲ၄ဘွဲကိုတပုတ်နှုံးနဲ့ကျွန်တော်ဗီဒီယိုလေး live လေး၄ဘုတ်ကျွန်တော် ောက်လျှောက်လွှင့်ပေးသွားအောင်မယ်ဆိုတော့ဒီ live လေးကိုလေအသေးလေးလမ်းမလေးတောက်ချက်လောက်ကိုယူတော့နှိပ်ပေးကြပါဦးညီကိုရေဆိုတော့ now live မှာအခုချက်ချင်းဟိုပြန်ဆုံးပါမယ်โอเคပါဆိုတော့ဒီဒီ live stream လို့ကြည့်ရှုပေး brother တွေ share ပေး brother တွေ comment ပေး brother တွေတယောက်ချင်းတည်းတောင်ကျေးဇူးများကြီးတင်ပါတယ်ဗျ main live